ကဲလောမိုင်ကတော့သူ့ရဲ့ရီစာဟောင်းဘော်ဘီဆက်ဆာရဲ့ရုံမှမှုတွေကိုချပြလိုက်ပြီးလေဖြစ်ပါရီလောမိုင်ကတော့ဖြစ်ကြောင်းကိုစင်ကိုဝန်ခံပြီးတော့နိုင်ငံလုံးဝပြည်သက်တွေကိုတောင်းပန်သွားပြီးလေဖြစ်ပါရီဘော်ဘီဆက်ဆာနဲ့ကွဲပြီးကလေးကသူ့ပဲတော့ရှောက်အစဲခံလာတာဒီနေ့ချိန်ကြီးဒီနေ့ကြော်သီးခံလာတာမှားခဲ့တာလေးမှားခဲ့ပြီပေါ့အရာအလုံးကပြီးသွားပြီလေအခုလက်ရှိနော်ဖော့အေထာနဲ့လေသူကကြိုက်တော့တာမဟုတ်ဘူး ူလဲသူ့ဘွားနဲ့သူဖြစ်နေပြီဒီလိုအချိန်မှာပဲ Novo Eta နဲ့သူနဲ့ရိုက်ထားတဲ့ဗီဒီယိုဖိုင်ကသူနဲ့ Novo Eta အပြင်ဘယ်သူမှမသိဘူးပေါ့ဗျာအဲ့ဒီဗီဒီယိုဖိုင်ကိုရိုက်ပြီးတော့တကာလ Novo Eta ကိုပူပြီးခဲ့ပါတယ်တဲ့ဒီတစ်ခါကျတော့သူဖုံးမှကျတော့ဘယ်လောက်မှမကြဘူးပြန်လဲဖြစ်ခဲ့ကြောင်းကိုလေဆိုရလွန်ပိုင်ကအားလုံးကိုရှင်းပြခဲ့တာလေးဖြစ်ပါရီအခုဆိုရလွန်ပိုင်ကနိမညာကျန်းကျင်သူတွေနဲ့ပူပေါင်းပြီးတော့စုံစမ်းခဲ့ရမှာအခုလိုမျိုး ဒီဗီဒီယိုကိုဖြစ်နေတဲ့သူကဘော်ဘီဆော့ဆာဖြစ်ကြောင်းကိုအသေးလေးကိုသိရပြီးဆိုပြီးတော့လွန်ပိုင်ကဆိုပါရီဘော်ဘီဆော့ဆာဟာသူနဲ့မပြတ်ခင်ကတည်းကနေအဲ့ဒီ DJ ကောင်းလေးနဲ့တွဲနေကြောင်းကိုလွန်ပိုင်ကဆိုထားတာဖြစ်ပါတယ်သူတယောက်တည်းမှားခဲ့တာမဟုတ်ကြောင်းဒါကြောင့်မို့လို့လေလမ်းခွဲတဲ့အခါမှာမျိုးစုံလုံးကကိုစီမားရင်းရှိနေကြတာဖြစ်တဲ့အတွက်လူသဘောတူလမ်းခွဲခဲ့ကြတာဖြစ်ကြောင်းအခုမှ ကျွန်တော်ကစကားတွေလည်းအများကြီးရိုက်ရတယ်ဇလံတွဲတွေလည်းအများကြီးရိုက်ရတယ်တချင်းတွေကလည်းပေါက်တယ်ခုဘဝနေကိုအစီအပြေနေတဲ့အချိန်မှာခုလိုမျိုးသူတချင်းထုတ်တော့မဲ့အချိန်ကြမှာလုံးချံပြီးတော့ခုလိုမျိုးဗီဒီယိုဖိုင်ကိုဖြန်တိုင်းလိုက်တာကအမတန်မှယူစရာကောင်းတဲ့လုပ်ရဆိုပြီးတော့နောက်ပိုင်းကတော့ဘော်ဘီဆက်ဆာရဲ့ရုံမှောင်မှုတွေကိုချပြလိုက်ပြီးလည်းဖြစ်ပါရဲ့ဗျာ